မြောင်မြမျိုးကចောင်းသူလေးကိုបွားပြန်အောင်អូសុភွေကកូទីលាយកលុខេរេចောင်းသူ9យ៉ាងရဲ့ខံပြေးសៀាណោសេតេតរិនធ្វលាយកគូចេអ៊ីនធឺណិតបေါ်မှာတော့អាឡុងខံပြေးដោតាធ្វសៀាវីដេអូហ្វိုင်းတခုហាអ៊ីនធឺណិតបေါ်မှာតតលីပြែនេနေပါរីអើដល់ក៏ឆេកែបញ្ញាចောင်းတခုមកចောင်းသူលេតយ៉ាងကိုអចាដោចောင်းသူលេ9យ៉ាងកអូសុភွေកកូទីលាយកអណៃជេសោកានីចារេវីដេអូហ្វိုင်းមកវីដេអូហ្វိုင်းមកတော့ចောင်းသူលេကိုអចាដោចောင်းသူ9យ៉ាងកសបិនស្វេរតាប៉ាឆារា ဒုထောက်ရှိခိုးခိုင်းတောင်းမဲ့ခိုင်းနာတွေလုပ်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့်လည်းအလောကစေမကားဖြစ်ကဒေါသထွက်ခဲ့ကြရတာပါ။အခုနောက်ပိုင်းမြန်မာနိုင်ငံကအခြေခံပညာကျောင်းတွေမှာဒီလိုမျိုးကျောင်းသူကျောင်းသားအခြေချေအုပ်စုဘွဲကအနိုင်ကျင့်တဲ့အခြေစိုက်တွေကိုစားလာပါတယ်။အခုလည်းတမ်းမော်ချစ်ချစ်အုပ်စုဘွဲအနိုင်ကျင့်မှုကြောင့်ကျောင်းသူလေးတရာဘဝပြည့်ရှိရသွားခဲ့ရတာဖြစ်ပါတယ်။အလောတည်တဲ့အတိုင်းခုခေတ်မှာတော့ကလေးတွေဟာတော်တော်လေးကိုမှရိုင်းဆိုင်ကျန်းတက်လာကြပါတယ်။အထူးသဖြင့်ဒီခေတ်မှာကလေးငယ်တွေဟာဆိုရှယ်မီဒီယာနဲ့ဂိမ်းတွေကြောင့်ပို့ပြီးတော့ရိုင်းဆိုင်လာကြတာဖြစ်ပါတယ်။ဒါပြင်ပို့ပြီးတော့ 江西啊，搞那个。 ကျောင်းနေမှာကလေးချင်းချင်းဘူလီလုတ်နိုင်ကျင်တာတွေဖြစ်လာတာဖြစ်ပါရည်ဘူလီလုတ်တဲ့နေရာမှာလည်းကျောင်းသားချင်းချင်းကိုတိလက်ရောက်နှိမ့်ဆက်နိုင်ခြင်းကကျောင်းသူချင်းချင်းရိုက်နေနိုင်ကျင်တာတွေရှိလာတာလည်းဖြစ်ပါရည်ဒီလိုမျိုးခြေခဲ့ကျောင်းနေမှာဘူလီလုတ်တာအုပ်စုဖွဲ့နိုင်ခြင်းတဲ့ဖြစ်ရတွေကိုအရင်ကရုပ်ရှင်ဇာတ်ကားတွေထဲမှာပဲမြင်ရတာပါအခုချိန်မှာတော့ဒီလိုမျိုးကျောင်းသူကျောင်းသားချင်းချင်းအုပ်စုဖွဲ့ကကိုတိလက်ရောက်အနိုင်ကျင်တာကမြန်မာနိုင်ငံမှာလည်းလက်တွေ့မြင်နေရပါပြီမြန်မာပြည်ကကျောင်းသူကျောင်းသားတွေဟာကျောင်းမှာပဲဖြစ်ဖြစ်အပြင်မှာပဲဖြစ်ဖြစ်အုပ်စုဖွဲ့နိုင်ကျင်တာတွေကိုနိုင်ငံခြားကားတွေထဲကလို့လှုပ်လာကြတာဖြစ်ပါ ါတယ်။အခုအင်တာနက်ပေါ်မှာပြန့်နေနေတဲ့ဗီဒီယိုဖိုင်ကတော့မြောင်မြောင်မျိုးအထက်က6ចောင်းမှာအတူတူတက်ရောက်နေကြတဲ့ကိုရင်ចောင်းသူတွေကြားထဲမှာမနစ်ကဖြစ်ခဲ့တဲ့ဖြစ်စဉ်လို့လည်းသိရပါတယ်။အခုဆိုရင်တော့ဗီဒီယိုဖိုင်ထဲမှာအနိုင်ကျင့်ခံရတဲ့ចောင်းသူတွေကတော့အရှက်ရပြီးတော့ចောင်းနာခဲ့ရတဲ့အထိဖြစ်ခဲ့ရတယ်လို့ဆိုပါတယ်။အနိုင်ကျင့်ခံရတဲ့ចောင်းသူတွေမှာနစ်နာရပေမဲ့ဘူလီလောက်ကြတဲ့ចောင်းသူအုပ်စုတွေကတော့ဘာရေးယူမှုမှမခံရတာပါ။အဆိုပါဖြစ်ရကလည်းအင်တာနက်ပေါ်မှာဗီဒီယိုအပြန့်ကဲထိဒီတိုင်းပဲပြီးဆုံးသွားခဲ့တယ်လို့ဆိုပါတယ်။အဆိုပါကလေးမလေးကယခုနေ့ចောင်းဖွင့်ရ သည်မှာနောက်ထပ်အကြောင်းတစ်ခုကိုပြောင်းရွှေ့သွားပေမဲ့လည်းအုပ်စုဘက်အနိုင်ကျင့်ချင်းခံရတဲ့ထရမာတွေစိတ်တင်ရတဲ့ရှာတာမလို့လေအခုချိန်ထိတောင်မှကြောင်းမတက်နိုင်တော့ဘူးလို့သိရတာပါဗီဒီယိုထဲမှာအုပ်စုဘက်အနိုင်ကျင့်နေတဲ့ကိုရင်ကျောင်းသူလေး၅ယောက် ကတော့အခုချိန်ထိအာတကောက်ကြောင်မြောင်းမှာအေးချမ်းစွာပညာသိကြားနေစေဖြစ်တယ်လို့ဆိုပါရင်ဒါကြောင့်လေလူတွေကတော်တော်လေးကိုမှစိတ်ဆိုးတော့တာထွက်ခက်ပြင်းနေကြတာပါအခုချိန်မှာတော့အခုလို့ကျောင်းသူချစ်ချစ်အုပ်စုဘက်ကိုတိလက်ရအနိုင်ကျင့်စော်ကားနေတဲ့ဗီဒီယိုဖိုင်ကပြန့်နှံ့လာတဲ့ပုံမှာတက်ဆိုင်ရာမြောင်းမြောင်းမှုအာတက6က ကျောင်းဆရာမကြီးဆရာမတွေကျောင်းသူမိဘတွေကိုထိစုံစမ်းစစ်ဆေးနေရလို့သိရပါဗျာ။ ဆူဝဲနိုင်ကျင်နာကိုကျွလွန်ခဲ့တဲ့ចောင်းသူ9ယောက်နဲ့2ယောက်နဲ့အတမ်းပိုင်ဆရာတွေဟာကျွလွန်ခံရတဲ့ကလေးအိမ်လာတောင်းပန်ခဲ့ပေမဲ့ဘီယိုမတန်းယူမခံဘူးလို့သိရပါတယ်။အောက်ဆူဝဲနိုင်ကျင်ကကျွလွန်ခံရတဲ့ကလေးမလေးမိဘတွေကတော့သူတို့သမီးစိတ်ဓာတ်ရရှာသွားတဲ့အတွက်အောက်ဆူဝဲကျွလွန်ခဲ့တဲ့ចောင်းသူတွေအထိထိထိရောက်ရေးယူစေချင်တယ်လို့ဆိုပါတယ်။ဒါပေမဲ့ចောင်းသူ9ယောက်ကိုចောင်းထုတ်တာတွေလုပ်ခွင့်မရှိဘူးလို့ပြောတာကြောင့်ပြည်ထနာကောင်ပြည်လေသေးဘူးလို့ဆိုပါတယ်။ဘီယိုကြည့်ရှုနေကြတဲ့ပြည်သက်တရားရောမြန်မာနိုင်ငံကចောင်းတွေမှာကလေးတွေအောက်ဆူဝဲနိုင်ကျင်မှုဖြစ်လာတဲ့ပေါ်မိမိတို့ရဲ့အမြင်လေးကိုလည်းပြောသွားပေးခဲ့ပါဦးရှင်။